မင်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်အာနာသိမှုမဖြစ်ဖို့လွတ်တော်ကိုဖျက်သိမ်းရန်ထိုင်းအတိုက်ခံများတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကမ်ဘောဒီးယားဝန်ကြီးချုပ်ဝါဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုပေါက်ကြားခဲ့ပြီးဖြစ်ပေါ်လာတဲ့အတိုင်းပြည်အတွက်ထိခိုက်နစ်နာမှုတွေကြောင့်ထိုင်းဝန်ကြီးချုပ်ဘေးဒုံနက်ရှင်နာဝတ်အနေနဲ့လွတ်တော်ကိုဖျက်သိမ်းဖို့အတိုက်ခံခေါင်းဆောင်နက်တာဖော ရန်ပရန်ဝုတ်ကတောင်းဆိုလိုက်ကြောင်းဘန်ကောက်ပို့သတင်းမှာဖော်ပြပါရယ်ပြည်သူပါတီခေါင်းဆောင်ကဇွန်လ19ရက်မနက်ပိုင်းလွှတ်တော်မှာပြောတဲ့မိန့်ခွန်းမှာဖုန်းခေါ်ဆိုမှုပေါက်ကြားခဲ့ခြင်းနဲ့ဘုံချိုင်ထမ်းပါတီညွန့်ပေါင်းဆိုရမှရှုပ်တရက်နှုတ်ထွက်ခဲ့တာကြောင့်မြင့်တက်လာတဲ့နိုင်ငံရေးအကြက်တဲတို့ကိုထောက်ပြလာတယ်လို့တောင်းဆိုလိုက်တာဖြစ်ပါရယ်ဖြစ်ပျက်ခဲ့တာတွေကဝန်ကြီးချုပ်ဖီတုံတန်ရဲ့ရှုံချီစိတ်ချရမှုကိုနောက်ဆုံးထိုးနှက်ချက်ပါပဲသူရဲ့လှုပ်ဆောင်ချက်ကအစိုးရပေါ်ပြည်သူလူထုရဲ့ယုံကြည်မှုလုံးဝပျက်စီးစေခဲ့တယ်လို့နာသာဖုန်ကပြောပါရယ်ဖီတုံတန်အနေနဲ့လွှတ်တော်ကို ဖျက်သိမ်းပြီးပြည်သူလူထုထံကိုအာဏာပြန်ပြီးခြင်းဖြင့်နိုင်ငံ၏တာဝန်ယူမှုကိုပြသဖို့လည်းတောင်းဆိုပါတယ်။ ပေတုံတိုင်ရဲ့အမားကိုအခွင့်ကောင်းယူပြီးဖိအားပေးမဲ့အဖွဲ့တွေကဒီမိုကရေစီကိုထိခိုက်စေနိုင်တဲ့ဖြစ်ရပ်တွေအတွက်လှုံ့ဆော်တာကိုဒီနည်းနဲ့တားဆီးနိုင်ပါလိမ့်မယ်လို့ဆိုပါတယ်။ဖြူတိုင်းပါတီဦးဆောင်တဲ့ညွန်ပေါင်းအစိုးရဖွဲ့စည်းမှုမှာလည်းပါတီပေါင်းစုံမဟာမိတ်ဖွဲ့ခြင်းနဲ့ဂတိမတီကျွန်တို့အတွက်ဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာအစိုးရကသူ့ရဲ့ဂတိတွေကိုမဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဖွဲ့စည်းမှုအခြေခံဥပဒေပြောင်းလဲရေးစစ်တပ်ဘျူရိုကရေစီပြန်လည်ဖွဲ့စည်းရေးနဲ့ပြည်သူလူထုရဲ့စီးပွားရေးပြဿနာတွေအပါအဝင်အဓိကပြဿနာတွေကိုလည်းမဖြေရှင်းနိုင်ခဲ့ပါဘူး။အာဏာရပါတီရဲ့စီးပွားရေးကြ ွမ်းကျင်မှုတွေအောင်မြင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာလုံးဝဖြစ်မလာခဲ့ဘူးလို့လည်းနတ်ထာဖုန်ကပြောပါတယ်။ လက်ရှိအချက်တင်းမှလွတ်မြောက်စေဖို့နာထာဖုန်နဲ့သူရဲ့လွတ်တော်မများကအစိုးရကိုအချက်နှစ်ချက်ကိုတောင်းဆိုခဲ့ရမှာဝင်ကြီးချုပ်အနေနဲ့ရွေးကောက်ပွဲတင်တဲ့ပြည်သူလူထုထံအာဏာပြန်လည်ပေးရဖို့အတွက်လွတ်တော်ကိုဖျက်သိမ်းဖို့နဲ့ဝင်ကြီးချုပ်ကိုယ်တိုင်ရှာတူးမှနှုတ်ထွက်ပြီးလို့ဖြစ်ပါတယ်။လက်ရှိပြည်သူလူထုရဲ့စိတ်ခံစားချက်ကြောင့်အစိုးရအင်တာနက်အခြားနေရာတွေမှာလူစုလူဝေးတွေလှုပ်ဖို့ဖိအားပေးပြီးမယ်အဖွဲ့တွေရှိလာနိုင်တာကြောင့်ပြည်သူတွေတတိပြုတင်တာကစစ်တပ်ကအာဏာသိမ်းလိုက်တာဟာအဖြစ်မဟုတ်ဘူးဆိုတာပါပဲ။ကျွန်တော်တို့စိတ်ခံစားချက်တွေကိုဒီမိုကရေစီရဲ့ဘောင်ပြင်ဘက်ရောက်သွားခွင့်မပြုဖို့ လိုပါတယ်လို့ဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူပြိုင်းစစ်ကင်ရွာရှိ စစ်ကောင်စီတပ်စခန်းကိုအေးအေးတိုက်ခိုက်ပြီးစစ်ကောင်စီတပ်သား90တိစုံနေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ရှိအမှတ်30နေရှဲတရင်ကကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကင်ကြီးရွာရှိအရခန့်တတော်ရင်ကတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား90ဦးထပ်မံတိစုံသွားတယ်လို့ခိုင်လုံတဲ့အေးအေးတပ်တွင်သတင်းအရင်းမြစ်တွေကပြောပါတယ်။အင်အားတရာရှိရဲ့ပြိုင်းစစ်ကင်ကြီးရွာရှိစစ်ကောင်စီစခန်းကိုအရခန့်တတော်ရင်ကအလုံးကြီးနဲ့ဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဆိုပါသတင်းရင်းမြစ်ကပြော ောပါရယ်စစ်ကောင်စီရဲ့အမှတ်30ရရဲ့တပ်ရင်ကိုအင်းကဝင်းရံပိတ်ဆို့ကနေ့စဉ်တိုက်ခိုက်နေပြီးအခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီဘက်မှတပ်သား90ဦးထပ်မင်းကိုရှင်းလင်းနိုင်ခဲ့တယ်လို့ပြောပါရယ်အေအေတပ်တွင်းတရင်အရင်မြစ်တအုပ်ကအမှတ်30ရရဲ့တပ်ရင်တောင်းမှာရှိတဲ့ပြိုင်းစစ်ကေရွာမှာစစ်ကောင်စီဘက်ကတပ်သား100လောက်နဲ့စခန်းချထားတယ်ကျွန်တော်တို့ဝင်တိုက်တော့တပ်သား90လောက်ကတိုက်ဆုံသွားပြီးနောက်ထပ်90လောက်ကျန်နေသေးတယ်ကြားဖြူမျိုးတွေရှိစစ်ကောင်စီတပ်ရင်တွေကစစ်ကူပေးဖို့လုပ်ခဲ့ပြီးမဲ့ကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်မှုတွေရှိနေပါတယ်လို့ပြောပါရယ် ကျောက်ဖြူမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးပို့နိုင်ခြင်းမရှိစေဖို့အာရခန့်တပ်တော်အင်ကအဖက်ဖက်မှဝန်ညံပိတ်ဆို့ဖြတ်တောက်ထားကြောင်းအဆိုပါတင်ရင်းမြစ်တွေကဆိုပါတယ်။တိုက်ပွဲကတော့နေတိုင်းဖြစ်နေပါတယ်စစ်ကောင်စီဘက်ကနေပွင့်ရဒရုန်းတွေနဲ့အဓိကတိုက်ခိုက်နေတာကျွန်တော်တို့ဘက်ကတော့အကုန်လုံးကဝန်ညံထားတဲ့စစ်ကောင်စီဘက်ကဘာမှလုပ်မရတော့ဘူးတိုက်ပွဲကတော့တတိထားပြီးတိုက်နေရတယ်ကျွန်တော်တို့အရန်ကြီးထိုးစစ်စင်နာမျိုးမလုပ်သေးဘူးတရုတ်စီမံကိန်းတွေလည်းရှိနေတော့တတိတော့ထားနေရတယ်လို့ပြောပါတယ်။အာရခန့်တပ်တော်အင်ကကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့နှမ်းဖဲတောင်တပ်စခန်းမင်းတပ်တောင်တပ် ်စခန်းနဲ့လက်ခမော်တပ်စခန်းတို့ကိုသိမ်းပိုက်ထားပြီးလက်ရှိမှာအမှတ်30နှစ်ရဲတရင်ကိုဥတီတိုက်ခိုက်နေကြောင်းသိရပါဗျ။အေးတပ်တွင်းတရင်အရင်မြစ်ကတပ်စခန်းရှိရဲရွာကိုကျွန်တော်တို့ဘက်ကအကုံဝိုင်းထားပြီးပြီးသူတို့ကတော့စစ်ကောင်စီဘက်ကထွက်ပေါက်ပိတ်နေပြီးဒါပေမဲ့စစ်ကောင်စီဘက်ကရိတ်ခါရီကိုတော့ drone လာချတဲ့18ရက်နေ့တိုက်ပွဲမှာကြောက်ဖြူမျိုးတွေကစစ်ကူတစ်ခေါက်လာတယ်။အဲ့ဒီမှာကျွန်တော်တို့ဘက်ကကြားပြတ်တိုက်တာစစ်ကောင်စီတပ်သားအလောင်း10လောင်းရလိုက်တယ်။လက်နက်10လက်ရလိုက်တယ်လို့ပြောပါဗျ။ကြောက်ဖြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လေးသုံးခုစလုံးနဲ့ခုခံတိုက်ခိုက်နေပြီးမြေ အရက်ခတ်တက်တော်အေဘက်ကဝင်းရံပိတ်ဆို့ထားကြောင်းနဲ့အေကစင်ရေးအသာစီရရှိနေကြောင်းစင်ရေးသုံးသက်သူတွေကပြောဆိုထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်စကောင်စီလက်အောက်ခံနန်းစီလီယံဝန်ထမ်းများကိုနိုင်ငံတော်ပုံကံမှုမှပူးပေါင်းပါဝင်မှုအပါအဝင် ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေပြဋ္ဌာန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ် စစ်ကောင်စီလောက်ကန်နန်စီဒီယံဝန်ထမ်းများကိုနိုင်ငံတော်ပုံကံမှုမှပူပေါင်းပါဝင်မှုအပါအဝင်ပုံမှန်များစွာနဲ့တရားစွဲရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကမနေ့ကပြန်ထမ်းလိုက်ပါတယ်။ဇွန်လ23ရက်နေ့ CRPH ကအကြမ်းမဖမ်းအာဏာဖိစိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြန်ထမ်းလိုက်ခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ CDN အောင်မြင်ကော်မတီကပေးပို့လာတဲ့အကြမ်းမဖမ်းအာဏာဖိစိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြန်ထမ်းလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဥပဒေမှာ CDN နိုင်ငံဝန်ထမ်းများရဲ့နိုင်ငံရေးခံယူချက်ကိုလေးစားတန်ဖိုးထားပြီးနိုင်ငံသားအခွင့်အရေးနဲ့အခြေခံလူ့အခွင့်အရေးကိုကာကွယ်ပေးဖို့ CDN နိုင်ငံဝန်ထမ်းတွေကိုလေးစားကွန်ပျူတာတွေဝန်ထမ်းကောင်းများဖြင့်တိမှတ်ပြုစဉ်နဲ့ကွန်ပျူချင်းမြင်ကျင်းတွေကိုထိရစွာဆောင်ရွက်ဖို့ CDN နိုင်ငံဝန်ထမ်းတွေရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစွမ်းရည်များစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်လိုအပ်တဲ့အကူအညီများပံ့ပိုးပေးဖို့ CDN နိုင်ငံရေးဝန်ထမ်းများရဲ့နေနာမှုနဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုရှာဖွေဖို့ထုတ်ပြီးပြန်လည်ကူစားပေးခြင်းနဲ့အမှန်တရားနဲ့တရားမျှတမှုရှာဖွေဖို့ထုတ်ခြင်း စီအမံများဆောင်ရွက်ဖို့ရည်ရွယ်ကြောင်းသိရပါတယ်။ဒါအပြင်ကုန်သိက္ခာရှိပြီးအမှန်တရားနဲ့တရားမျှတမှုကိုတန်ဖိုးထားတဲ့ Federal Democracy ပြည်ထောင်စုနဲ့ကိုက်ညီတဲ့နိုင်ငံဝန်ထမ်းရန်တရားကိုဖော်ဆောင်ရမှာအထောက်ကူဖြစ်စေဖို့ CDN နိုင်ငံဝန်ထမ်းများ၏မြင့်မြတ်တဲ့ခံယူချက်နဲ့စိတ်ဓာတ်များရှေးရှေးတည်တံ့စေဖို့ CDN မလုပ်တဲ့နိုင်ငံဝန်ထမ်းတွေကိုဥပဒေနဲ့ညီစီဆက်ပြီး၎င်းတို့ရဲ့ပြုလုပ်မှုပြက်ကွက်မှုတွေပေါ်အရေးယူမှုတွေပြုလုပ်ရန်ဆိုတဲ့ရည်ရွယ်ချက်တွေပါဝင်ကြောင်းသိရပါတယ်။ CRBH ကပြဋ္ဌာန်းထားတဲ့အကြမ်းဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေပုံမှ၁၉မှနန်းစီဒီယံဝန်ထမ်းတွေကိုအကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့နိုင်ငံတော်ပုံကံမှုမှပူပေါင်းပါဝင်ခြင်းအပါအဝင် ပုံမှ၁၉ကာကြီးခခွေခငေကာကြီးတို့နဲ့တရားစွဲသွားမှာဖြစ်ကြောင်းဒါပေမဲ့နန်းစီဒီယံဝန်ထမ်းတအုပ်အနေနဲ့တော်လိုင်းအောင်မြင်စေဖို့ဆောင်ရွက်မှုတစ်ရက်မှထိရောက်စွာပါဝင်ကူညီခဲ့ကြောင်းခိုင်လုံနဲ့အထောက်ထားတွေ့ရှိပါကအဆိုပါဝန်ထမ်းကိုအရေးယူခြင်းမှကင်းလွတ်ခွင့်နဲ့တသက်တာခွင့်ပြုနိုင်ကြောင်းပြဋ္ဌာန်းထားပါတယ်ဆက်လက်ပြီးအနာဂတ်ဖော်ဒရယ် ီမိုကရေစီပြည်ထောင်စုမှကရင်ပြည်ကောတူလီနိုင်ငံဖြစ်ပါဝင်ပြီးမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်းဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်လို့ KNU ဥက္ကဋ္ဌပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှကရင်ပြည်ကောတူလီနိုင်ငံဖြစ်ပါဝင်ပြီးမိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကတာလင်းဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်လို့ကရင်မျိုးသားစည်းရုံး KNU ဥက္ကဋ္ဌဘဒူစောကွယ်ထူးဝင်းကပြောကြားလိုက်ပါတယ်။ဒီကနေ့မှကြာရောက်တဲ့86နှစ်မြောက်ကောတူလီနေ့ဖြစ်ထုတ်ပြန်တဲ့မိန့်ခွန်းမှ KNU ဥက္ကဋ္ဌကအထက်ပါတိုင်းပြောဆိုလိုက်တာပါ ပါကရင်မျိုးသားတော်လိုင်းလှုံ့ဆော်မှုကကရင်လူမျိုးတို့ရဲ့ရှိမှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကောတူလူနိုင်ငံထူထောင်ခြင်းဖြစ်ကြောင်းကရင်လူမျိုးအားလုံးရဲ့စိတ်နှလုံးမှာကောတူလူနိုင်ငံကစွဲမြက်ရှိနေတာကညင်းပယ်လို့မရကြောင်းလက်ရှိမှာ KNU ကမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လိုင်းဖွဲ့စည်းများဆရာနာရှင်စန့်ကျင်တဲ့ဖွဲ့စည်းများနဲ့ပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းလျက်ရှိကြောင်း၎င်းကပြောပါတယ် KNU ထိန်းချုပ်ထားတဲ့နေမြေတွေမှာအုပ်ချုပ်ရေးနဲ့ပြည်သူ့ရဲ့စီမံခန့်ခွဲမှုတွေကိုလည်းချမှတ်သွားမှာဖြစ်ပြီး Federal Democracy ပြည်ထောင်စုတ ည်ဆောက်ရာမှာအောက်ခြေမှာဓာတ်ကိုစီမံခန့်ခွဲမှုနဲ့ပြည်နယ်အားကောင်းတည်ဆောက်ခြင်းမှာတစဉ်ပြည်ထောင်စုထူထောင်ခြင်းကိုပုံဖော်ခြင်းဖြစ်ကြောင်းဒီကနေ့တော်လိုင်းကာလာမှာမဟာလူမျိုးကြီးဝါဒနဲ့အာဏာရှင်စနစ်ဒီမူအဲ့ဒီစနစ်တွေကိုကျင့်သုံးပြီးပြည်ရင်းပဋိပက္ခဖန်တီးညီမှုတွေကိုအပီးတိုင်းတိုက်ဖြတ်ဖို့ကကရင်လူမျိုးတို့ရဲ့တာဝန်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌကသူရမင်ကောမှာပြောဆိုပါတယ် လာမယ့်အနာဂတ်ကာလမှာကရင်လူမျိုးတွေအနေနဲ့မိမိတို့နဲ့မြေမှာမိမိကိုယ်ပိုင်ပြတ်ထန်ခွင့်မိမိတို့ရဲ့ကံကြမ္မာကိုမိမိတို့ကသာလင်ဖန်တီးပြီးစီမံအုပ်ချုပ်နိုင်ဖို့အနာဂတ်မျိုးဆက်တင်များကိုမွေးထုတ်ရမှာဖြစ်ကြောင်းကရင်ပြည်ကောသူနေထူထောင်ဖို့ကရင်လူမျိုးများအလုံးကအင်တိုင်းအားတိုင်းပါဝင်ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌကတိုက်တွန်းထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။